ပရီးမီးယားလီမက်ချ်လာအတွက်တလားတာ အကောင်ဆုံးများမင်္ဂလာပါခင်ဗျာဆော့ကာဟစ်စထရီကနေကြိုဆိုပါရစေဒီဗီဒီယိုကို YouTube ကနေကြည့်နေရဆိုရင် VPN လေးခံပြီးကြည့်ပေးရပါပရီးမီးယားလီမက်ချ်လာရဲ့တလားတာအကောင်ဆုံးစီးရင်ထွက်လာခဲ့ပါပြီဒီလာတော့ UCL ပွဲတွေရှိလို့နည်းနည်းနောက်ကျသွားပါတယ်မက်ချ်လာအတွက်တလားတာအကောင်ဆုံးကစားသမားအကောင်ဆုံးနှိပြအကောင်ဆုံးတွင်းကိုအကောင်ဆုံးကာကွယ်မှုတွေကိုထုတ်ပြန်လာခဲ့ပါတယ်2015မက်ချ်လာရဲ့ပရီးမီးယားလီအကောင်ဆုံးကစားသမား Bruno Fernandes Premier League Player of the Month ပြီးခဲ့တဲ့2025 match လအတွက် Premier League တစ်လတာအကောင်းဆုံးကစားသမားဆု Premier League Player of the Month ကို Manchester United ကွင်းလယ်လူ Bruno Fernandes ကဆုခူးခဲ့ပါတယ်။ဒါဟာ United ကွင်းလယ်လူ Bruno Fernandes အတွက်ကစားသမားဘဝတစ်လျှောက် Premier League တစ်လတာအကောင်းဆုံးကစားသမားဆုကို9ကြိမ်မြောက်ဆုခူးခဲ့တာဖြစ်ပါတယ်။ Bruno Fernandes က match လအတွက် Arsenal Leicester အသင်းတို့နဲ့ပွဲတွေမှာဂိုးတွေသွင်းယူခဲ့ပြီးအသင်းရလက်ကောင်းတွေရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာကြောင့်ဒီဆုကိုရခဲ့တာပါ။ ယူနိုက်တက်ကအဆင့်နှစ်နေရာကအာဆင်နယ်ကိုတကိုးစီတည်ရကြတဲ့ပွဲမှာဖရီးကစ်ကနေဂိုးတကိုးသွင်းယူပေးခဲ့တယ်လို့လက်စတာစီးတီးကို၃ဂိုးကိုမရှိနဲ့အနိုင်ရခဲ့တဲ့ပွဲမှာဂိုးဖန်တီးမှု၂ချိန်ပြုလုပ်ခဲ့ပါတယ်။ဘရူနိုဖာနက်ကဒီစုကို၅ချိန်မြောက်ဖြစ်ရရှိခဲ့တာဖြစ်ပြီးအဲဒီရင်ကဖေဗူရီ၊ဇွန်၊နိုဝင်ဘာနဲ့ဒီဇင်ဘာတို့မှာရရှိခဲ့တာဖြစ်ပြီးအဲဒီ၄စုစလုံးကို၂၀20ခုနှစ်ထဲမှာရယူခဲ့တာပါ။အဲဒီနောက်၅နှစ်ကြာမှဒီစုကိုပြန်လည်စုခူးနိုင်ခဲ့တာဖြစ်ပါတယ်။ဘရူနိုဖာနက်ဟာဒီစုကို၅ချိန်နဲ့အထက်ရရှိတဲ့ကစားသမားစီးရင်မှာပါဝင်လာခဲ့ပါတယ်။ ဒီစုကို၅ကြိမ်နဲ့အထက်စုကူးထားတဲ့ကစားသမားတွေကအဂွာရိုဟာရီကိန်းဆာလာ9ကြိမ်ဂျာရက်ဆီရိုနာဒို6ကြိမ်ရော်နီဗန်ဗာစီဘရူနိုဖာနန်ဒက်5ကြိမ်တို့ဖြစ်ပြီးလက်ရှိပရီးမီးယားလိဂ်ကစားသမားတွေထဲမှာဘရူနိုဖာနန်ဒက်ထက်ဒီစုကိုပုံမရယူနိုင်သူကလီဗာပူးတိုက်စင်မှုဆာလာတူတဲ့တာရှိပါတယ်ဘရူနိုကဒီစုအတွက်ဇဂါဒင်စင်းမှာနော်တဟန်ကစားသမားအီလန်ကမီလန်ကိုဗစ်အာဆင်နယ်ကစားသမားဒီကလိုင်းရိုင်းစတဲ့ကစားသမားတွေနဲ့အဓိကရှင်ပြိုင်ခဲ့ရတာပဲဖြစ်ပါတယ် 2025 match လာရဲ့ Premier League အကောင်းဆုံးနီးပြ Nuno Santos Premier League Manager of the Match ပြီးခဲ့တဲ့ match လာအတွက် Premier League အကောင်းဆုံးနီးပြဆု Premier League Manager of the Match နဲ့ Premier League အကောင်းဆုံးကစားသမားဆု Premier League Player of the Match ကိုချီးမြှင့်ခဲ့ရမှာ Nottingham Forest အသင်းရဲ့ Portuguese လူမျိုးနီးပြ Nuno Santos နဲ့ United အသင်းရဲ့ Portuguese ကွင်းလယ်လူ Bruno Fernandes တို့ဟာစုခူးရရှိခဲ့ပါတယ် Nuno Santos ဟာသူ့ရဲ့နီးပြဘဝမှာဒီဆုကို9ချိန်မြောက်စုခူးခဲ့တာဖြစ်ပြီး ဒီရာသီအတွင်းမှာ၃ချိန်မြောက်စုခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒွန်နိုဆန်တိုစ်အနေနဲ့လက်ရှိပရီးမီးယားလိဂ်နီးပြတွေထဲမှာ၁၇ချိန်စီရယူစုခူးထားကြတယ်။မန်စီးတီးနီးပြကွာရီယိုလာနဲ့အက်ဗာဒန်နီးပြဒေးဗစ်မွိုင်းတို့နောက်ဒီစုကိုအချိန်များဆုံးရရှိသူအဖြစ်ပိုးရဲရည်တည်နေပါတယ်။ဒွန်နိုဆန်တိုစ်ရဲ့ Forest အသင်းဟာမတ်လအတွင်းကစားခဲ့တဲ့ Man City နဲ့ပွဲမှာတကူကိုမရှိနဲ့နိုင်ခဲ့ပြီး Awich နဲ့ Away ကွင်းမှာနှစ်ကိုးလေးကိုဆိုတဲ့ရလဒ်တွေနဲ့အနိုင်ယူခဲ့တာကြောင့်ဒီစုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ Nuno Santos ဟာ ဒါကအိမ်ကွင်းမှာရောအဝေးကွင်းမှာပါကျွန်တော်တို့ပြိသက်တွေရဲ့အံ့အားသင့်ပွဲအားပေးမှုကိုညွှန်ပြနေပါတယ်ဆိုပြီး forest ပြိသက်တွေရှိမှာစုလက်ခံရယူတဲ့အချိန်မှာနူနိုဆန်တိုစကာဒီစကားကိုပြောသွားခဲ့ပါတယ်ပေါ်တူဂီသားနေပြက forest ရဲ့ champion league ဝင်ဝင်အတွက်မျှော်လင့်ချက်တွေကိုပေးစွမ်းနိုင်ခဲ့တဲ့နေပြဖြစ်ပြီး champion league ဝင်ဝင်အတွက် match လအတွင်းလိုအပ်တဲ့နိုင်ပွဲတွေကိုရယူထားနိုင်တဲ့နေပြလည်းဖြစ်ပါတယ်နူနိုဆန်တိုစာဒီစုအတွက် manchester united နေပြ armorin နဲ့ brighton နေပြတို့ကိုအဓိကရှင်ပြိုင်ခဲ့ရတာပဲဖြစ်ပါတယ် 2025မတ်လရဲ့ပရီးမီးယားလိအကောင်းဆုံးဂိုးဂိုးရော့ဖ်ဒမ်မန်ကာကူစာတီဖေဗူလာရဲ့ပရီးမီးယားလိအကောင်းဆုံးဂိုးဖြစ်တဲ့ Iswas Town နဲ့ Nottingham Forest တို့တွေ့တဲ့ပွဲမှာကာကူစတေးသွင်းယူခဲ့တဲ့ဂိုးကိုရွေးချယ်ခဲ့ပါတယ်။ဆွီဒင်သားကွင်းလယ်လူကာကူစတေးက Nottingham ကို၄ဂိုး၂ဂိုးနဲ့ရှုံးခဲ့တဲ့ပွဲမှာဂိုးသမားရဲ့ဘယ်ဘက်တောင်အပေါ်အေရီယာအပြင်ကနေလှလှပပကန်သွင်းယူခဲ့တာဖြစ်ပြီးအဲဒီပွဲမှာအသင်းကရှုံးခဲ့ပေမဲ့ကာကူစတေးရဲ့ဂိုးကမက်လအတွက်အကောင်းဆုံးဂိုးဖြစ်ခဲ့ပါတယ်။ ဒီစုအတွက်ကာဂူစတေးကဒီကလိုင်းရိုက်ရဲ့မန်ချက်စတာယူနိုက်တက်နဲ့ပွဲကဂိုးဘရူနိုဖာန်ဒက်ရဲ့လက်စတာနဲ့ပွဲကဂိုးမာမိုးရှေဘရိုက်တန်နဲ့ပွဲကဂိုးအီလန်ကာရဲ့အဝစ်နဲ့ပွဲကဂိုးကာကူရယ်ရဲ့လက်စတာနဲ့ပွဲကဂိုးစားတဲ့ဂိုးတွေကိုအဓိကရှင်ပြိုင်ပြီးအနိုင်ရခဲ့တာပဲဖြစ်ပါတယ်2025 match လာရဲ့ premier league အကောင်းဆုံးကာကွယ်မှု save of the match david rara match လာရဲ့ premier league အကောင်းဆုံးကာကွယ်မှု save of the match arsenal အသင်းရဲ့ဂိုးသမား david rara ကစုခူးခဲ့ပါတယ် မန်ချက်စတာယူနိုက်တက်နဲ့တကိုးစီကြတဲ့ပွဲမှာပွဲပြီးကနေနောက်ဆုံးမိနစ်မှာဘရူနိုဖာနန်ဒက်ရဲ့ကန်ချက်ကို save ခဲ့ပြီးပြန်ကျလာတဲ့ဘောလုံးကိုနန်ဒက်ကစားမှာပိတ်မသွင်းနိုင်အောင်နောက်တစ်ချိန်ထပ် save ခဲ့ပြီးနှစ်ဆင့်ကောက်ခဲ့ပါတယ်ဒီလုံးတော်ဝင်သွားခဲ့ရင်အာဆင်နယ်တို့ပြန်ခြေပဖို့အချိန်တော်မကျန်တော့လို့တေချာပေါက်ရှုံးသွားနိုင်ပါတယ်ဒါကြောင့်ဒါကအရေးပါတဲ့ကာကွယ်မှု ဖြစ်ပြီး match လာအတွက်တလားတာအကောင်အောင်ကာကွယ်မှုဖြစ်သတ်မှတ်ခံရပါတယ်ဒီစုအတွက် Rara က Ida Sin ရဲ့ Forest နဲ့ပွဲကအကာအကွယ်မှု Hannah San ရဲ့ Awish နဲ့ပွဲကကာကွယ်မှု Manchester United နဲ့ပွဲကနောက်ထပ်သူ့ရဲ့ကာကွယ်နိုင်မှုတစ်ခုနဲ့ပါသူ့ကိုယ်သူပါရှင်ပြိုင်ခဲ့ရပါတယ်ဒီစုကိုအများဆုံးရရှိထားသူကအားလုံးမထင်ထားတဲ့အိုနာနာဖြစ်ပြီး၃ချိန်ရထားတာပါသူ့နောက်မှာကျန်တဲ့ကစားသမားက၂ချိန်စုဖူးထားပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးတင်ဆက်ပေးပြီဆိုတော့ခုကျွန်တော်လည်းပါနောက်ထပ်လည်းဗီဒီယိုလေး technical analyze ဗီဒီယိုကိုတင်ဆက်ပေးတော့မှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါအောင်ခင်ဗျာ comment မှာ YouTube link လေးချပေးထားပါတယ်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ